ဘုံတို့3မိနစ်လောက်တရားထိုင်3မိနစ်လောက်တရားထိုင်တရားထိုင်ပုံထိုင်နည်းလေးကိုဘုံမအရင်ဆုံးပြောပြပါရမဆုံးဝင်လေထွက်လေဇာတနာနာရှူဆိုင်ပါ slow and deep breathing ဇာတနာရှူဆိုင်ပါ3မိနစ်ဘာဖြစ်လို့3မိနစ်ထိုင်လို့ဆိုတော့အလုတ်ခွင်မှာတရားထိုင်စေချင်တယ်အကြိုက်တရားထိုင်ရင်ရိတ်တာမှမထိုင်လို့ရမယ်အဲ့လိုထင်ထင်မှကြောက် အယိတ်တာအထိရောက်သွားနိုင်တဲ့ပုဂ္ဂိုလ်ကတော့ဒါတော့ပြောစရာမလိုတော့အတိုင်းထက်အလုံးယိတ်တာအထိမသွားနိုင်လည်းပဲအလုံးမှာ၃မိနစ်ကတော့ရတယ်ဘုံမဒီတိုင်းပဲတစ်ခါတစ်ခါဟိုကြောင်းမှာတရားထိုင်ခြင်းမရှိဘူးကားပေါ်မှာပဲတရားထိုင်တယ်လင်းပေါ်မှာတရားထိုင်တယ်လူတွေကိုစောင့်နေတရားထိုင်တစ်ခါတစ်ခါအစည်းအဝေးခမ်းမှာတော့ conference နဲ့နေမှာ၃မိနစ်၄မိနစ်တော့ဒီတိုင်းထိုင်ပြီးတော့ ဝင်လေထွက်လေကိုကြီးလိုက်တယ်ခန္ဓာကိုယ်ကပင်မနေတယ်တင်းနေတယ်ဆိုရင်အဲတင်းနေတဲ့ခန္ဓာကိုပင်မနေတဲ့ခန္ဓာကိုကိုမိမိရဲ့တူဒီသောရင်သွေးလိုသဘောထားပြီးတော့မေတ္တာစိတ်နဲ့ကိယုဏစိတ်နဲ့ပွေဖက်လိုက်တယ်သူနဲ့ရံမဖြစ်ဘူးသူနဲ့ရံမဖြစ်ဘူးဟိုပင်မနေတဲ့ခန္ဓာကိုသူလန်းဆန်းသွားအောင်အမ်ပါတော့ 100ဆိုတာဘာတော့ဟိုကအဲ့ဒီတောက်တဲ့ဟာတွေလေဟမ်အေးအဲ့ဒီဟာတွေတောက်တာတောက်တာကအမ်အပြင်ကအပြင်ကကမီကယ်တွေနဲ့အပြင်ကဓာတုပိတာတွေနဲ့ဒီခန္ဓာကိုဒီခန္ဓာကိုထဲမှာပြုတ်ခန္ဓာကိုပြည့်ပြင်ပြောင်းလဲအောင်လုပ်တာအဲ့ဒါကအတိုင်းအတာတစ်ခုဒီပဲရတယ် စိတ်ကအဲ့ဒီပင်မမှုကိုတိုက်ခိုက်နေတော့မယ် resist လုပ်နေတော့ fighting လုပ်နေတော့အခုကကြတော့စိတ်ကဒီပင်မနေတဲ့ခန္ဓာကိုယ်နဲ့ရံမဖြစ်ဖို့ fight မလုပ်ဖို့ fight လုပ်မဲ့စားသူ့ကို making လို့ပွေးဖက်ပြီးတော့အားပေးဖို့ပင်မနာနားလဲတယ် ပင်မနေသလားပင်မနာနားလေတယ်အဲ့ဒီမေတ္တာစိတ်လေး ਨੇ ဝင်နေထွက်လေရှိခေါင်းကိုက်တယ်ဆိုရင်ခေါင်းကိုက်နေသလားခေါင်းကိုက်တာလေးကိုကြည့်ပြီးတော့ခေါင်းကိုက်တာပျောက်သွားဆိုပြီးတော့ဟိုခေါင်းကိုက်တာကိုမောင်းထုတ်တဲ့စိတ်ဖြစ်ရင်အဲ့နေရာမှာခေါင်းကိုက်တာ ਨੇ ရံဖြစ်နေအဲ့လိုမျိုးနဲ့ခေါင်းကိုက်တာကိုလက်ခံတဲ့စိတ်တရားမှတ်တယ်ဆိုတာလက်ခံတာကိုပြောတယ်ဒေါသဖြစ်ဒေါသဖြစ်တဲ့မှတ်ဆိုအဲ့ဒါလက်ခံတာကိုပြောတယ် အဲ့တော့ဒါလည်းပဲကောင်းကင်တောင်မှကကောင်းကင်နေတယ်ကောင်းကင်နေကောင်းကင်လက်ခံခိုင်းတယ်ဒီလက်ခံတဲ့နေရာမှာရိုးရိုးအမှတ်နဲ့လက်ခံတာမဟုတ်ပဲနဲ့ဂယုဏဆိုတဲ့ compassion နဲ့လက်ခံပေါ့အဲ့ဒါလေးစိတ်ကမြစ်စိတ်ကဟိုပြေးဒီပြေး restless ဖြစ်တယ်ဆိုရင်အဲ့ဒီဟိုပြေးဒီပြေးပြေးနေတဲ့စိတ်အဲ့ဒီစိတ်ကိုလည်းပဲမိမိရဲ့တူဦးဒီသောရင်သွေးက ကနာမငြိမ်ဘူးဟိုပြေးတိပြေးနေတယ်အဲ့ဒီကလေးနဲ့ရံမဖြစ်ဘူးအဲ့ဒီကလေးကိုလည်းပဲလိလိရှုမထားနဲ့ fight or flight မလုပ်နိုင်သူပါလို့မှာတော့ဆိုတော့သူ့ကိုမေတ္တာနဲ့ကြည်ပြီးတော့ဟိုနဲ့နားလည်ပေးပါ accept လုပ် accept လုပ်စိတ်ထဲမှာမကျင်တတ်တာလည်းဖြစ်ပေါ်တာဆိုအဲ့မကျင်တတ်တဲ့စိတ်လေးကိုလည်းပဲ မိမိရဲ့တူတီသောယင်သွေးလိုပွေပိုက်ပြီးတော့အားပေးပါ။ဘာဖြစ်နေရတော့စိတ်ဆိုးနေသလား။ It's okay. It's okay. မပူနဲ့။အဲ့တော့အားပေးတဲ့ပုံစံမျိုးမိခင်ကတူတီသောသားကိုအားပေးတဲ့ပုံစံအဲ့လိုပုံစံမျိုးစိတ်ထားပြီးတော့တရားထိုင်ပါ။အဲ့ဒီစိတ်နဲ့အဲ့ဒီ ကယုဏစိတ်နဲ့တရားထိုင်တယ်ဆိုရင်အဲ3မိနစ်ကအများကြီးတန်ဖို့ရှိတယ်။အများကြီးတန်ဖို့ရှိတယ်။ဒီနေ့အလုတ်လုတ်တဲ့နေ့ဆိုတော့ခန္ဓာကိုပင်ပန်းတဲ့ပုံကိုယ်တွေပဲများတယ်။အလုတ်ကနေလာတဲ့ပုံကိုယ်တွေခန္ဓာကိုပင်ပန်းတယ်။အဲ့တော့ခန္ဓာကိုပရမဆုံးအဲ့ဒါလေးနဲ့ကြည့်။ဘုံမောလဲကားစည်းလိုက်ဆိုတော့ဒီမှာညောင်းတယ်။အဲ့ဒါလေးကိုတတိနဲ့ဂယုဏနဲ့ကြည့်ပေးမယ်။ mindful compassion နဲ့ဒီပင်ပန်းနေတဲ့ခန္ဓာကိုကြည့် ူနဲ့ယံမဖြစ်အဓိကယံဖြစ်တယ်ဆိုရင်ဒေါသသူနဲ့ယံမဖြစ်ဘူးယံဖြစ်မဲ့အစားဘာအတုံးကြည့်တော့ဂေယုဏအတုံးကြည့်တယ်ဂေယုဏအတုံးကြည့်ပြီးတော့ကြည့်တယ်ဂေယုဏနဲ့သူ့ကိုလက်ခံခန္ဓာကိုယ်ရောဝေဒနာကိုရောကိုတွေးတီတွေးတွေးတဲ့စိတ်ကိုရောစိတ်ခံစားမှု emotion တွေကိုရောအကုန်လုံးကိုဒီ၃မိနစ်အတွင်းမှာဖြစ်ပေါ်လာတဲ့ အရာတွေအားလုံး mindful compassion တတိဥဆောင်တဲ့ကယုဏနဲ့ကြည့်ပေးပါဝင်လေထွက်လေကိုလည်းပဲချက်စနဲ့မှရှုချက်3မိနစ်တရားထိုင်မယ်9နာရီထိုးတော့3မိနစ်တရားထိုင်ချက်ချက်နဲ့တက်ရှူဆိုင်ပါ သက်ရှူရှိုက်ပါခန္ဓာကိုယ်ကိုလျှော့ထားပါအကြောတွေကြွက်သားတွေလျှော့ထားပါစိတ်မငြိမ်နဲ့တမာတိမဖြစ်တဲ့ကိစ္စမရှိဘူးတမာတိမဖြစ်တဲ့စိတ်နဲ့တွားရမဖြစ်နဲ့တမာတိမဖြစ်တံမဖြစ်ဘူးလို့သိရင်အဲ့ဒါတရားထိုင်ရရောက်ပါပြီတရားဖြစ်ပါ นั่นแหละชายชายเวรเดทเวรเดชูชายปีบา ချိန်၃မိနစ်ပြီပါပြီဒီနေ့ဟောတဲ့တရားဒီနေ့၃မိနစ်ကြင်ကြံလိုက်တဲ့တရားကိုအချင်းချုပ်မယ်ဆိုရင်နေစဉ်နေစဉ်တွေးကြုံရတဲ့စိတ်ဒုက္ခစိတ်ခံစားမှုစိတ်တန်ရာတန်ချက်စိတ်ပြည့်စုံစိတ်ညစ်မှုအဲ့ဒါတွေကို ထွက်ပြေးမြက်ထွက်ပြေးမဲ့အစားသူတို့ရှိနေတာကိုသိလိုက်ပါသူတို့ဖြစ်တယ်ဆိုရင်ဖြစ်တယ်သိလိုက်ပါလက်ခံလိုက်ပါအဲ့ဒါကို self awareness လို့ခေါ်တယ်မိမိတဏ္ဍာမှာဖြစ်နေတဲ့အဲ့ဒီ negative emotion တွေသိတော် self awareness ခေါ်တယ်တခြားလူတွေစီမှာဖြစ်တာကိုသိတာကြတော့ social awareness လို့ခေါ် ကိုယ်စိတ်ကိုတီးတာနဲ့သူတို့ဘာစိတ်ကိုတီးတာအဲ့ဒါကိုပြောတာအဲ့ဒါကြတော့တတိတော့တတိတရားအဲ့ဒီနောက်တစ်ဆင့်ကတော့ self regulation self regulation ကတော့အဲ့ဖြစ်ပေါ်လာတဲ့စိတ်ခံစားမှုတွေမေတ္တာပဲရောက်သွား၊ဒုနာပဲရောက်ပါအောင်။ဝိရိယလေးစိုက်ပြီးတော့အားစိုက်ပြီးတော့တွန်းပို့ပေးတာဖြစ်ပါတယ်။ Sub regulation နှစ်ခုပဲ။ self awareness နဲ့ self regulation ပါဠိလိုပြောရင်တော့ self awareness ကတတိ self regulation ကသံပစင်နဲ့ကရုဏာဓယာနာပေးတမြအားလုံးတတိပဒံအခြေခံနဲ့ဖြစ်မစို့တရားကိုဒီနေ့တည်းဒီနေ့ကျင့်ကြံနိုင်ပြီးတက္ကနာ စိတ်ဖြစ်မှုတွေစိတ်ညစ်မှုတွေစိတ်တန်တန်ချက်တွေပျောက်ကင်းနိုင်ပြီးကြောရှင်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတက္ကနာကိုတွင်ကိုပအိမ်တွင်အိမ်ပပြည်တွင်ပြည်ပအစင်းမြင့်မြင့်သာသနာပြုနိုင်ကြပါစေ။